အားလုံးပဲမင်္ဂလာပါ The Red United ရဲ့ Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဆိုတော့ဒီနေ့29ရက်နေ့မှာတော့ကျွန်တော်တို့ United အသင်းရဲ့ဂိုးသမားနေရာအတွက်ကိုနောက်ဆုံးရထားတဲ့ update သတင်းလေးတွေရှိပါတယ်ဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ညီကိုလေးစီကိုပြန်လည်ပြီးတော့မျှဝေပေးချင်ပါတယ်ဆိုတော့ okay ပါဒီပြောင်းရွှေ့နောက်ဆုံးရထားတဲ့ update တင်နေမှာတော့ကျွန်တော်တို့ United အနေနဲ့ဆိုလို့ရှိရင်ပေါ့နော် Atalanta ရဲ့ဂိုးသမားဖြစ်တဲ့ဒီ Marco Canassi ဆိုတဲ့ဂိုးသမားလေးကို ကမ်းလှမ်းဖို့အတွက်ကိုပြင်ဆင်နေတယ်ဆိုပြီးတော့မှသိရပါတယ်ဆိုတော့ဒီကမ်းလှမ်းချက်မှာဆိုလို့ရှိရင် United အနေနဲ့ပေါ့နော် Euro အဖြစ်ဆိုလို့ရှိရင်တန်း40ပေါင်အဖြစ်ဆိုလို့ရှိရင်34တန်းနဲ့ပေါ့နော်ကမ်းလှမ်းဖို့အတွက်ပြင်ဆင်နေတယ်ဆိုပြီးတော့မှ Italy ရဲ့ဒီ report တစ်ခုမှာဖော်ပြထားတာဖြစ်ပါတယ်ဆိုတော့ဒီအပြောင်းအရွှေ့ကိုကျွန်တော်တို့ကသုံးသပ်ရမယ်ဆိုလို့ရှိရင်ပေါ့နော်အခုလက်ရှိအခြေအနေအရဆိုရင် United အနေနဲ့ဒီအပြောင်းအရွှေ့ကိုအာဒီစတင်ပြီးတော့ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်ဆိုတာဖြစ်နိုင်တယ်လို့ကျွန်တော်တို့မြင်ပါတယ်။အဲကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ United အနေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဓိက first line နဲ့ goalkeeper ဖြစ်တဲ့ Andre Onana ကိုအခုလာမဲ့ပြောင်းရွှေ့ကာလမှာပဲပေါ့နော် United အသင်းအနေနဲ့ရောင်းချသွားဖို့ရှိရဆိုပြီးတော့မှာ report တွေမှာလည်းကြကြလွန်းလွန်းဖော်ပြနေတာဖြစ်ပါတယ်တို့တကြောင်မလို့ဒီပြောင်းရွှေ့ရာကျွန်တော် United အနေနဲ့ဖြစ်လာနိုင်ဖို့ရှိရဆိုပြီးတော့မှာတုံးတက်ရတာဖြစ်ပါတယ်ပြီးတော့ဒီကစားသမားလေးဟာဆိုလို့ရှိရင်လည်းအခုလက်ရှိပေါ့နော် Atlanta နဲ့အတူတော်တော်လေးကိုလက်ဆန်းပြထားတဲ့ goalkeeper တယောက်ဖြစ်ပါတယ် ဆိုတော့ဒီနှစ်ရာသီမှာဆိုလို့ရှိရင် Atlanta နဲ့အတူအာအဆင့်3နဲ့ရာသီတင်းထားခဲ့ပြီးတော့မှအခုလက်ရှိသူ့ရဲ့ performance တွေအရဆိုလို့ရှိရင်တော်တော်လေးကို impress ဖြစ်စရာကောင်းတဲ့ goalkeeper တူဖြစ်ပါတယ်ဆိုတော့သူဟာအခုဆိုရင်အသက်အပြည့်ဆိုရင်20နဲ့မှ4နှစ်ပဲရှိပါသေးတယ်ဆိုတော့အသက်24နှစ်ဆိုတော့တော်တော်လေးကိုငယ်သေးတဲ့ကုသမတယောက်အတွက်ဆိုတော့တော်တော်လေးကိုငယ်သေးတဲ့အသက်အပိုင်းခြားလို့ကျွန်တော်တို့ကသုံးသပ်ရပါတယ်ပြီးလို့ရှိရင်ဒီနှစ်ရာသီမှာဆိုလို့ရှိရင်သူ့အနေနဲ့ Atlanta မှာပြထားတဲ့ performance တွေအရဆိုလို့ရှိရင်ပေါ့နော် ပြိုင်ပွဲဆိုတော့54ပွဲကစားထားတယ်ပေါ့နော်ဆိုတော့54ပွဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီသူကစားရတဲ့မိနစ်ပေါင်းမှာဆိုလို့ရှိရင်3960မိနစ်ထိတောင်သူကစားထားတာဖြစ်ပါတယ်ဆိုတော့ဒါဟာဆိုလို့ရှိရင်ဒီအတ္တလန္တာအသင်းမှာဆိုလို့ရှိရင်2024-2025ရာသီမှာဆိုလို့ရှိရင်သူ့အနေနဲ့ဒီအဓိကဂိုးသမားနေရာမှာကိုစတင်ပြီးတော့မှဒီဘယ်လိုပြောမလဲပေါင်ဝင်ကစားနေရတာဖြစ်ပါတယ်ဆိုတော့သူ့အနေနဲ့ goal saving percentage မှာဆိုလို့ရှိရင်လဲပေါ့နော်80နဲ့မှ100ခိုင်နှုန်းအထိကိုသူ goal save လောက်ထားတာဖြစ်ပါတယ်ဒါဟာတော်တော်လေးကောင်းမွန်တယ်လို့ကျွန်တော်တို့က မြင်ပါတယ်ပြီးလို့ရှိရင်သူ့အတွက်ဒီတပွဲပြတ်မြတ်ခူးပေးရနှုန်းမှာဆိုလို့ရှိရင်ပေါ့နော်0.97ရာခိုင်နှုန်းပေးထားရပါတယ်ဆိုတော့ထားပါတော့ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ဒါတပွဲပြတ်မြတ်ဆိုလို့ရှိရင်တကိုးနှုန်းလောက်ထိတော့ပေးထားရလို့ပဲပြောရမှာပေါ့နော်ဆိုတော့ ဒီဒီရဲ့ဒီအခြေအနေကိုကြည့်ချင်းအားဖြင့်ဆိုလို့ရင်ကျွန်တော်တို့ခုလက်ရှိကျွန်တော်တို့ United ကနေပြီးတော့နေနာမည်ကြီးနေတဲ့အဲကုသမတအုပ်ဖြစ်တဲ့ Emiliano Martinez ဆိုလို့ရှိရင်လည်းအဲ Tony Tuchel ပဲပေါ့နော်ခု2024 2025ရာသီမှာဆိုလို့ရှိရင်အခုလက်ရှိဒီ Atlanta ရဲ့ကုသမအရောင်းမှာသူတက်နည်းနည်းလေးတောင်တာနေလို့မြင်ပါတယ်ပေါ့နော်ဆိုတော့ဒါဟာ Emiliano Martinez လို့ World Class ရှိတဲ့ကုသမမျိုးနဲ့ line နှိုင်းချင်တာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အခု2024 2025မှာရာသီမှာပြတ်တာနေတဲ့ဒီ Marco ရဲ့လက်ရှိပြထားတဲ့အဲဒီ lesson ကိုကျွန်တော်ပြောပြနေတာဖြစ်ပါတယ်ဆိုတော့ ူအနေနဲ့ဆိုလို့ရှိရင်အခုဒီနေ့ရာသီမှာဆိုလို့ရှိရင်ဒီ clean sheet အနေနဲ့ဆိုလို့ရှိရင်34ပွဲမှာဆိုလို့ရှိရင်73ပွဲထိကို clean sheet ရထားတာဖြစ်ပါတယ်ဆိုတော့ဒါဟာလုံးဝကို impressive ဆရာကောင်းတဲ့ lesson ပါဆိုတော့ဒီကစားသမားကို United အနေနဲ့လိုချင်တယ်ဆိုတော့ကလည်းဒါဖြစ်တင်တယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ကျွန်တော်တို့ United မှာရှိရဲ့လက်ရှိကိုးသမားဟာဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီအသုံးပြုဖို့အတွက်ကိုတော်တော်ကြီးကို အာဘယ်လိုပြောမလဲအရှင်နေမကောင်းတဲ့အရှင်နေမျိုးမှာရှိနေတာပေါ့နော်ဆိုတော့တို့တော့ကြောင့်မလို့ Android owner နာဟာဆိုလို့ရှိရင်လက်ရှိမှာကျွန်တော်တို့ရောင်းထုတ်ပြီးလို့ရှိရင်ဒီကစားသမားလေးနဲ့ပြန်လဲအစားထိုးဖို့အတွက်ဆိုပြီးတော့မှ United အနေနဲ့ပြင်ဆင်နေတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်အနေနဲ့ဆိုတော့ကျွန်တော်အဒီကစားသမားလေးကိုသဘောကျတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့လက်ရှိပြထားတဲ့ performance တွေအရာဆိုတော့သဘောကျစရာကောင်းတဲ့ကစားသမားတူဖြစ်ပါတယ်အတက်ရွယ်ပိုင်းရှားရဆိုလို့ရှင်လဲငယ်ရွယ်သေးတဲ့ကစားသမားဖြစ်ပြီးတော့မှဒီအတလန်နာမှာပြနေတဲ့ခြေစွမ်းမျိုးဆိုရင်လက်စွမ်းမျိုးဆိုရင်တော့ပေါ့နော် တော်တော်လေးကိုကောင်းမွန်တယ်လို့ပဲမြင်ပါတယ်ဆိုတော့ကျွန်တော်မျှော်လင့်ရမှာတော့ကျွန်တော် United ကိုရောက်လာမယ်ဆိုရင်တော့အခုလက်ရှိလိုမျိုးအခုလက်ရှိသူပြတ်တာနေတဲ့လက်စွမ်းမျိုးကိုပဲဆက်လက်ပြီးထိန်းသိမ်းထားနိုင်ပါစေလို့ပဲကျွန်တော်တို့ကတော့မျှော်လင့်ရမှာဖြစ်ပါတယ် ဆိုတော့ဘာဖြစ်လို့ဆင်းလဲဆိုရင်ကျွန်တော်တို့ United အနေနဲ့ Atlanta ဆိုရင်လည်းနည်းနည်းလေးတော့ကြောက်နေရတာဖြစ်ပါတယ်ဆိုတော့အခုပြီးခဲ့တဲ့ဒီ Richmond Highlands ဆိုလည်း Atlanta ကနေခေါ်ပြီးမှ United စီရောက်လာတဲ့အခါကျတော့တော်တော်လေးကိုရှေ့စွားမိုင်းမတိမငိမ့်ဖြစ်ပြောမှာအခုလက်ရှိဆိုရုန်းကန်နေရတဲ့ကစားသမားတူဖြစ်တယ်ပေါ့နော်ဆိုတော့အခုဆိုလို့ရှိရင်နောက်ထပ် Atlanta ရဲ့ကစားသမားနောက်ထပ်တစ်ယောက်ကိုကျွန်တော် United အနေနဲ့စတင်ပြီးတော့စိတ်ဝင်စားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲနည်းနည်းလေးတော့ကြောက်ရတယ်ပေါ့နော်ဆိုတော့တို့မြန်လဲဒါကတော့ ဟိုကံပေါ့ဗျာကျွန်တော်တို့ United ကိုရောက်လာပြီးတော့မှရှေ့ lesson မပြနိုင်ဘူးလို့လည်းပြောလို့မရဘူးဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဆက်လက်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်ဆိုတော့ကုသမပြောင်းရွှေ့ဖြစ်ပေါ်တော့အဲအရန်တော့လွယ်ကူမဲ့ခန္ဓာမှာတော့မပါဝင်နေပါဘူးဘာဖြစ်လို့လဲဆိုရင် Onana ကိုရောက်ထုတ်ပြီးမှသာလင်ကုသမအနေအထားအတွက်ဆက်လက်ပြီးတော့ဖြည့်တွင်းဖို့အတွက်ကအဲဖြစ်နိုင်မှာဖြစ်ပါတယ်ဆိုတော့ ျွန်တော်တို့ဆက်လက်ပြီးစောင့်ကြပါမယ်ဆိုတော့ဒါကတော့ကျွန်တော် United အသင်းရဲ့ဒီကနေ့29ရက်နေ့မှာနောက်ဆုံးရထားတဲ့ကျွန်တော် United ရဲ့ဂိုးသမားနေရာအတွက် update သတင်းလေးဖြစ်ပါတယ်ဆိုတော့ဒီကြောင်းအရင်းနဲ့ပတ်သက်ပြီးကျွန်တော်ညီကိုရှူပြန်လည်ပြီးမျှော်ပေးခဲ့တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ညီကိုအနေနဲ့ရောဒီဂိုးသမားဟာဆိုလို့ရှိရင် United အတွက်10ဒေါ်လာအခုလက်ရှိအဲ United ပေးရှိဖို့အတွက်ပြုလုပ်နေတဲ့ပြောင်းရွှေ့ခြင်းပမာဏနဲ့ရော10ဒေါ်ရလားဆိုတော့ကျွန်တော်ရဲ့ comment section မှာဝင်ရောက်ပြီးတော့မှတ်ချက်ပြုလို့ရပါတယ်ခင်ဗျာโอเคပါကျွန်တော်ရဲ့ဗီဒီယိုဒီမှာနားကျင်ပါတယ်ခင်ဗျာကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုထိုက်ပါ